ဟာမီဘကျွန်တော်ကြည်ကြည်ပါကျွန်တော် J4 Epic Channel နေဒီဖက်မြေကြီးကျူးစလဘတ်တည်းကျွန်တော်ဒီနေ့မှာတော့ drone မီးပန်းနေရာနေပြီးတော့ drone မီးမိုးဆက်တွေဖြစ်ပြောင်းလဲသွားတဲ့အကြောင်းအရာတစ်ခုကြောင့်ကိုတင်ဆက်ပေးခြင်းပါတယ်အဲ့အကြောင်းအရာကဘလူးလေးလေးဆိုတော့ကျွန်တော်ဒီ live ပါကြည့်ရှုဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ် ဒီလိုရိုးရာမီရှုမီပဲနေကရန်နဲ့ဖောက်ခွဲတာဖြစ်တဲ့အတွက်လူထုထက်တဲ့နေရာမှာဆိုလို့ရှိရင်ဒီအိနေပေါ်ကိုမိဘတွေကြပြီးတော့အမီလောင်ကျန်းနေတဲ့အနေတွေရှိတာမလို့ဒီမီရှုမီပဲနေကိုနောက်ပိုင်းမှာအတုံးပြူနဲလာတယ်ဒီမီရှုမီပဲနေစာဘယ်လိုမီရှုမီပဲနေတောင်းလာလဲဆိုတော့ ဒီလိုမျိုး drone ကိုအသုံးပြုပြီးတော့တို့လိုချင်တဲ့ပုံတွေကို AI နဲ့ချိတ်ဆက်ကမီယူမေးဘက်လိုပုံစံမျိုးတွေပြုလုပ်လာကြတယ်။ဒီမီယူမေးဘက်တွေကအများအပြားအနေကင်းတယ်လို့ဆိုလိုနိုင်ပါတော့။ဒါပေမဲ့လည်းဒီမီယူမေးဘက်တွေဒီ drone နဲ့လုပ်တဲ့မီယူမေးဘက်အမီပေါ့လူတွေကအများကြီးအနေဖြစ်စေတဲ့ဖြစ်ရလေးတစ်ခုကိုတရုတ်နိုင်ငံမှာဒီနေ့တွေမှာဖြစ်သွားခဲ့ပါတယ်။ ဒီဖြစ်ရလေကတရုတ်နိုင်ငံဟူနယ်ပြည်နယ်မှာဖြစ်သွားခဲ့တဲ့ဖြစ်ရလေတစ်ခုဖြစ်တယ်ပေါ့နော်ဒီမီရှူမေမဲပွဲတော်ကိုလုံနာမည်ပေးထားလဲဆိုတော့သူတို့ကဒီအော်တိုဘာ the song of the blooming flower ပေါ့နော်ဒီပန်းနေပွဲနဲ့အော်တိုဘာဆိုပြီးတော့သူကပေးထားခဲ့တယ်ဒီပြဒီပွဲမှာလဲသူက ဒရုန်းတွေအများကြီးတုံးပြီးတော့တို့လိုချင်တဲ့ပုံတွေမီရှူပြပဲနေဖြစ်ဖော်ထုတ်ထုတ်ပေါ်ပြတတ်ခဲ့တယ်ပေါ့နော်ဒီမှာလူတွေအစားတော့ဒီတိုင်းပဲကြည်နေတော့အကောင်းပေါ့နော်လူတွေကဝိုင်းထုတ်ပုံတွေမှာရိုက်ကြတယ်ခဏလောက်နေတော့ဖြစ်လာလဲဆိုတော့ဒီမီရှူပြပဲနေလို့တဲ့ဒရုန်းတွေကနေပြီးတော့ထိန်းချုပ်မှုမဲ့လာပြီးတော့ဒရုန်းတွေကမြေပြင်ပေါ်ကိုတဖွဲ့ဝင်းနေပြုတ်ကြလာတယ်ပေါ့နော်အဲ့ဒါတော့ဒီမီရှူပြပဲပုံစံနေပြီးတော့ဒီဘယ်လိုပြောရမလဲမီရှူပြပဲနေမီးပွားတွေဖြစ်နေတဲ့ ခေါင်းလေးပေါ်ပြုတ်ကျလာခဲ့တယ်။ဒါပေမဲ့ဒီခေါင်းကတော့မီးလောင်နေတဲ့အနေနဲ့တော့အဲ့ဒီတော့မရှိဘူးဆိုပေမဲ့လူတွေခေါင်းပေါ်ပြုတ်ကျတဲ့အတွက်လူတွေထိခိုက်တံ့ရမှုတွေရှိခဲ့တယ်လို့လည်းဒီတင်းနေရတိရတယ်ပေါ့နော်။အဲတရုတ်နိုင်ငံမှာဆိုရင်ဒီလိုမီးရှို့ပိပန်းမှုတွေကိုဒရုန်းနဲ့ပြုတ်လို့တာပိုပြီးခက်စားလာပြီပေါ့နော်။တရုတ်နိုင်ငံနေဖြစ်ဖြစ်နေအခုဆိုလို့ရှိရင်တကမ္ဘာလုံးမှာလည်းဒီမီးရှို့ပိပန်းကိုဒရုန်းနဲ့လုပ်တဲ့ဟာတွေကပိုပြီးခက်စားလာပြီတော့ဒီမီးရှို့ပိပန်းဒရုန်းတွေရဲ့ဈေးကွက်ကလည်းတဖြည်းဖြည်းကြီးထွားလာပြီပေါ့နော်။ဒီမီးရှို့ပိပန်းဒရုန်းတွေဈေးကွက်ကအခုဆိုလို့ရှိရင်အမေရိကန်ဒေါ်လာတန်း400လောက်ထိရှိလာတဲ့ဈေးကွက်ကြီးခုဖြစ်လာပြီတော့ ဒီကောင်ကပို့ပြီးတော့တန်ကြီးမြင့်လာတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲအခုအခုဆိုရှင်နိုင်ငံတော်များမှာလည်းဒီ drone နဲ့ပဲမီရှူပဲလုပ်တော့တယ်ဟိုဟိုအင်တာ traditional နဲ့မီရှူပြီးပဲနေရအခုဆိုရှင်မီဝေးအန်နေတွေပိုင်းများတယ်လူထိကိုင်ပုံများတဲ့အတွက်အမီရှူပဲနေတော့ပဲမလုပ်တော့တာကိုတွေ့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုလေးမှာဒီနေ့ဗီဒီယိုလေးမှာနော်မီမီရှူပြီးပဲနေအဲ drone မီရှူပြီးပဲအန်နေဖြစ်ခဲ့တဲ့အကြောင်းလေးကိုတင်ဆက်ပေးခဲ့ပြပါရစေကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပဲတဲ့အားလုံးကိုကျေးဇူးတင်ပါ